စင်ပေါ်မှာလမ်းလျှောက်ပြယုံတက်တက်နဲ့တော့လာမယ်လောကတယ်ဝင်မလာသေးခြင်းမူကိုမောင်းတဲ့ပုံစံကလည်းအရင်ပြင်းနေပေါ့ကိုဆွေးခွေနှောင်းမပါလာရင်လည်း तू ကတော့မပါလာဘူးတင်တလောက်လည်းမရဘူးတခါလေအုံနောက်ကဘလာဖြစ်နေကလေးမျိုးဆိုလို့ရှိရင်လည်းအုံနောက်ထဲမှာဘာမှပါမလာဘာလာလောက်တာလဲဆိုပြန်လွတ်တာတွေလည်းရှိရဲအားလည်းမနာတော့ဘာလို့ဆိုကျွန်တော်အချိန်မရှိဘူးနောက်လာပြိုင်ပွဲဆိုလို့ရှိရင်ဒီလာမှရောက်လာတာမျိုးတွေအရင် emergency တွေများတယ်အဲ emergency တွေကို လိုက်ပြီးတော့ well train ဖြစ်အောင်လုပ်ဖို့အရင်ခက်တယ်။နောက်ပြိုင်မွေးပြိုင်ကြမယ်ဆိုလို့ရှိရင်တော့အနည်းဆုံး2လ3လလောက်ကြိုပြီးပြင်ဆင်ကြပါလို့ကလေးတွေအားလုံးကိုလေ။အာရင်ခုန်နေဆိုတာတို့ကတော့ပိုရင်ခုန်နေကိုထက်။အဲ့တော့ကိုကတော့တို့အမြဲတမ်းဟိုရောက်လာတဲ့ပုံစံကနေပြီးတော့အကောင်းဆုံး best transformation ဖြစ်အောင်တော့ပြုပြင်ပြောင်းလဲပေးထားတယ်။တို့အကုန်လုံးကတော့နေရာတစ်ခုချင်းစီပေါ့ placement ကောင်တစ်ခုကိုတော့မျော်လင့်နေ placement ကောင်တစ်ခုစီနေရာတစ်ခုစီရပါစေလို့တော့ဆုတောင်းရတာပေါ့ကိုတင်ပေးလိုက်တဲ့တပည့်တွေအားလုံးကတော့အရင်တော့နေ ရင်တုံနေဆိုတာလေကိုလိုစင်တဲ့အနေထားဘယ်သူကတော့ဘယ်လောက်ထိပါသွားပြီတချို့မပါသွားတဲ့ကလေးတွေဆိုလို့ရှိရင်လည်းစိတ်မကောင်းဘူးအပါသွားတဲ့ကလေးဆိုလို့ရှိရင်လည်းပါသွားတဲ့အတိုင်းတားအလျောက်ထိတ်ဆုံးဆိုတဲ့နေရာကိုရကျင်တာဆိုအမြင်နဲ့ဟိုသူတို့ let's do standing ဆိုလို့ရှိရင်လည်းကိုပါအောက်ကနေပြီးတော့ရင်းနေတုံနေပြီအဲတခါတလေစားလို့ရှိရင်ကိုမျောလင့်ထားတယ်လို့လည်းဖြစ်လာတယ်မျောလင့်ထားတယ်လို့လည်းမဖြစ်လာတတ်ဘူးဆိုတော့အဲကိုကိုရိုင်းမောအရင်ဆုံးစိတ်ကို ပြင်ဆင်ထားတယ်50%ကတော့မရခဲ့ရင်မဖြစ်ခဲ့ရင် ကျင်းနေ50%တော့ငါရခဲ့ရင်ဖြစ်ခဲ့ရင်ဆိုရဲစိတ်ကိုမွေးထားရဲဖြစ်လာတာပဲဖြစ်ဖြစ်ဖြစ်မလာတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ကပြင်ဆင်မိတာဖြစ်နေတဲ့အတွက်ညှိုင်းခံတာတယ်ပေါ့ပုံမှန်ထက်တော့အဓိကတို့ public speaking ပြောတဲ့နေရာတွေအဲ speech ပြောတာတွေ Q&A ပြောတဲ့အခါတွေမှာအဲမှားနေတဲ့စကားတွေရှိရဲဒေတိယစကားအုံနှုံးနေတုံးကြတာရှိရဲဆိုအဓိကအဲ့ဒါလေးလိုက်ပြင်ပေးတယ်ပြီးတော့တို့ဒီ on stage ကိုမကြောက်အောင်ပေါ့ stage မကြောက်အောင်ကင်မရာမကြောက်အောင်အများကြီးတို့ train ပေးရတယ်ဆိုတော့ အဲဒီရောက်လာကလေးအကုန်လုံးကလည်းရောက်လာပြီဆိုလို့ရှိရင်တော့အဓိက physical appearance ကိုပဲ change ကြတာလေအဲ့တော့ဟိုဆရာဖြိုးစီကိုရောက်လာကြတယ်ဆိုလို့ရှိရင်ကတော့တို့လည်းသိတယ်ဟို over over train ဖြစ်မယ်ဆိုတော့သိတယ်အဲ့လိုပဲကိုမောင်းတဲ့ပုံစံကလည်းအရင်ပြင်းတယ်ပေါ့ပြင်းတယ်ဆိုတော့တို့ကိုယ်တိုင်ကလည်းကြောက်တယ်အဲ့ဒီရဲ့ဟိုအရှိန်ကိုကြောက်တာပေါ့ကြောက်တော့ဟိုအများကြီးနောက်ခါနေတို့ကိုဆွဲခေါ်တယ်လို့လိုက်လာရဲ့ဒုမပါလာတာလေအဲ့ အဲ့လိုပါလာမဲ့သူကိုပဲဆွဲခေါ်တယ်။အကေပါမလာလောက်ဘူးဆိုလို့ရှိရင်လည်းတချို့နှစ်တည်မှာဆိုရင် City Director ကိုပြင်အပ်လိုက်တာတို့ကျွန်တော်ဆက်မတင်မေးနိုင်ဘူးဆိုပြီးတော့ပြင်ပေးလိုက်တာမျိုးတွေလည်းရှိခဲ့တယ်။ကိုဆွေးခွေနောက်မပါလာရင်လည်း तू ကတော့မပါလာဘူး။တင်တဲ့လောက်လည်းမရဘူး။တခါလေအုံနောက်ကဘလာဖြစ်နေတဲ့ကလေးမျိုးဆိုလို့ရှိရင်လည်းအုံနောက်ထဲမှာဘာမှပါမလာဘာလာလောက်တာလဲဆိုပြီးပြန်လွှတ်တာတွေလည်းရှိရဲ။ချော့တခါချက်တလေဆရာဆိုတော့ချော့လိုက်၆လိုက်နဲ့ပြီးတော့သူတို့ဒီတင်ငန်းစာတွေပေါ်မှာစီးမျောအောင် ဒီသင်ခန်းစာတွေပို့ပြီးစိတ်ဝင်စားအောင် motivation ပေါ့အဓိကသူတို့ရဲ့ passion ကဘာလဲဒီ state ပေါ်ဘာကြောင့်တက်ချင်တာလဲလူတိုင်းမှာအိမ်မက်ကိုစီရှိအိမ်မက်မတူအဲ့တော့မတူညီရဲ့ဟာလေအရင်ဆုံးသူတို့နဲ့စကားပြောလိုက်တယ်စကားပြောလိုက်တယ်သူတို့ရဲ့ဖြစ်ချင်တဲ့အရာတွေဖြစ်ချင်တဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့လမ်းစာဖွင့်ပေးလိုက်တယ်အဲ့ဖွင့်ပေးလိုက်တဲ့လမ်းစာပေါ်မှာမှသူတို့ဆွဲခေါ်တယ်အဲ့မှာမှသူတို့ရဲ့ passion တိုင်းလိုက်လာခိုင်းတယ်အဲ့လိုက်လာလို့ဟိုခုနပြောသလိုပေါ့မပါလာရဲ့တူတွေဆိုလို့ရှိရင်တော့ထားခဲ့လိုက်တယ်အားလည်းမနာတော့ဘာလို့ဆိုကျွန်တော်အချိန်မရှိဘူး ကိုင်းနေ training လောက်ရတဲ့အခါမှာတာမန် training တွေထွက်ပြင်းတယ်အဲ့တော့ဒီကျွန်တော်နိုင်ငံမှာကျတော့လေနောက်လာပြိုင်ပွဲဆိုလို့ရှင်ဒီလာမှာရောက်လာတာမျိုးတွေအရင် emergency တွေများတယ်အဲ့ emergency တွေကိုလိုက်ပြီးတော့ well train ဖြစ်အောင်လုပ်ဖို့အရင်ခက်တယ်အဲ့တော့နောက်နှစ်တွေနောက်ပြိုင်ပွဲပြိုင်ကြမယ်ဆိုလို့ရှင်တော့အနည်းဆုံး2လ3လလောက်ကြိုးပြီးပြင်ဆင်ကြပါလို့ကလေးတွေအားလုံးကိုလေ performance ကောင်းကောင်းနဲ့တို့အကောင်းဆုံးချပြနိုင်နေဆိုတာကတို့တို့အတွက်ဟိုအကောင်းဆုံးရလက်ပဲလေ ်အဲ့ဒီရလက်ကလည်းဒီကလေးတွေကသူတို့တူတယောက်ချင်းစီရပဲသူတို့ရဲ့ပြောင်းလဲမှုကသူတို့အတွက်ရလက်ကိုယ့်အတွက်ကြတော့လေဒီကလေးတွေအားလုံးရဲ့ best transformation ရပဲကိုယ့်ရဲ့ရလက်ဆိုတော့ဒီကလေးတွေအားလုံးပေါ်မှာစိတ်ကတော့ထည့်ထားရတာပေါ့ဘသူဖြစ်နေလို့ပို့လုပ်ပေးရတာတော့ဘသူဖြစ်နေလို့ပို့လုပ်ပေးရတာတော့မရှိဘူးဟိုကိုကိုညီပေးလိုက်ရတယ်တင်ပေးလိုက်ရတယ်ဆိုလို့လေ short တင်ပေးရတာမျိုးမရှိဘူးအဲ့တော့ကိုယ့်စီရောက်လာပြီဆိုရောက်လာရဲ့တပည့်ကတော့အကောင်းဆုံးပြောင်းလဲရမယ်ဒီပြောင်းလဲ transformation ကိုပဲကိုလိုချင်တယ်ဆိုတဲ့ပုံစံမျိုးတင်ပေးထားရတော့ ပီတိကတော့အများကြီးဖြစ်ရပါတယ်သူတို့စင်ပေါ်ရောက်သွားလို့သူတို့ကိုယ်စီမံရောက်လာတဲ့ပုံစံနဲ့အဲသူတို့ပြောင်းလဲသွားတဲ့ပုံစံနဲ့မြင်ရတဲ့အခါမှာအဲ့ပီတိကတော့ဆရာတိုင်းလဲလို့မရတဲ့ပီတိပေါ့စိတ်လက်ကလည်းပြောလို့မရဘူးလေနော်အဲကလေးတွေအကုန်လုံးကလည်းအစ်စ်တွေများတယ်ဆိုတော့ဒီစိတ်လက်ကလည်းသူတို့ရဲ့ကံညာဝရိယဆန်းဆိုတာရှိသေးတယ်အဲ့တော့ဝရိယပေါ်မှာမှအဲကံနဲ့ညံနဲ့ပါလာတာဟုတ်အဲ့သူတို့ဝရိယထားဖို့တော့အဓိကမှားတယ်။သူတို့ဝရိယကောင်းမှလည်းကံနဲ့ညံနဲ့ဆန်းနဲ့နောက်ကနေလိုက်လာတာ哦။ဆိုတော့ဟို သူတို့ရဲ့ performance တွေရောသူတို့ရဲ့ speaking mind တွေအားစ speaking ဆိုတာသူတို့ကျွန်တော်တို့ဒီ presentation လုပ်ရတဲ့အခါမှာပြောရဆိုရတာတွေ Q&A ဖြေရတာတွေရှိတယ်သူတို့ဆိုလို့ရှိရင်လည်းအခုချိန်ထိက Q&A တွေရော speech တွေရော training လုပ်နေတုန်းဆိုတော့ဟိုဒါတွေအကောင်းဆုံးပေါ့သူတို့ဆရာဖြိုးမင်းတုတ္တရဲ့တပည့်ဆိုတာ ਨੇ ကြည်လိုက်တာ ਨੇ ဟိုကဝက်ရှော့တာနေစပြီးတော့နောက်ဆုံး Q&A အဆင့်ထိကိုအကောင်းဆုံးကြော်လွားနိုင်တဲ့တပည့်ဖြစ်အောင်သင်ပေးရတာပေါ့ ကိုစီရောက်လာဆီယာဖြုံမင်းတုတ္တလို့မြင်လိုက်တာနဲ့လေဟိုကဝကနေစပြီးနောက်ဆုံး brain အထိပြည့်စုံတဲ့အလှမယ်ဖြစ်အောင်တော့တက်နိုင်ဆုံး train ထားပေးရတာပေါ့အဲပြိုင်ပွဲမှာကတော့ဟိုအဓိကတော့ကိုကိုကိုပဲပြိုင်စေခြင်း ਨੇ အဲကိုကိုတိုင်းကပဲကိုယ့်ရဲ့ပြိုင်ဘက်ကောင်ဖြစ်စေခြင်း ਨੇ အဲ့တော့ကိုကိုတိုင်းပြိုင်တဲ့အချိန်မှာကိုယ့်ရဲ့လိုအပ်ချက်တွေအားနည်းချက်တွေကိုနေ့တိုင်းစမ်းစစ်ပါဒီနေ့လိုအပ်ချက်ကိုမနေ့ဖြန်မှာပြန်ပြီးအကောင်းဆုံးပြုပြင် အဲ့တော့အကောင်းဆုံးရလက်ကိုရလာလိမ့်မယ်ခုနပြောသလိုဝရိယတော့ထည့်ရမယ်ဝရိယပါမှာပဲကဲနဲ့ညံနဲ့ကတွဲပြီးလိုက်လာမယ်အဲ့တော့ဒီအချိန်မှာအဓိကကိုကိုတိုင်းကိုရဲ့ unique ဖြစ်တာတွေ authentic ဖြစ်တာတွေကိုပဲပြရပါတခြားတို့ inspiring လုပ်ခွင့်ရှိတယ်လုပ်လို့ရတယ် copy မလုပ်ပါနဲ့ဘာလို့ဆိုကိုကိုတိုင်းရဲ့ ုံစံအစစ်မှန်ကိုပဲချပြပါအကောင်းဆုံးစ조사ပါ조사မှုဆိုတာလေခုနပြောဝရိယပေါ့အဲဝရိယအင်မတန်အရေးကြီးပါလေဝရိယရှိမှပဲလိုချင်တဲ့ပန်းတိုင်လိုချင်တဲ့နေရာကိုရောက်မှာပါအဲ့တော့ဟိုပြိုင်ပွဲကလည်းအရင်နေနေပြီပြိုင်ပွဲမှာအတိတ်ကအဲ enjoy your competition ပဲကျွန်တော်အမြဲတမ်း interview တိုင်းမှာပြောလေးရှိရ enjoy your competition ပြိုင်ပွဲ enjoy ဖြစ်ပြီးပြိုင်မှာဘာမှ tension နေမထားနဲ့ငါအကယ်၍ ဘလောက်အတိုင်းထားတည်ရသွားရင်တကယ်မရခဲ့ရင်ဆိုတဲ့စိတ်ကိုပြင်ဆင်ထားပါအဲ့ဒါမှပဲကိုယ့်ရဲ့စိတ်ကပြင်ဆင်ထားမှပဲ result တွေထွက်လာတဲ့အခါမှာရလာတဲ့အခါမှာစိတ်ရဲ့ခံနိုင်ရည်အားရှိမှာပါအဲ့တော့အကောင်းဆုံးရလက်တည်ရပါစေပြီးတော့အလှမဲ့တယောက်ရဲ့အိမ်မက်ဆိုတာကစင်ပေါ်မှာလမ်းလျှောက်ပြယုံတက်တက်နေတော့လှမဲ့လောကရဲ့ဝင်မလာသေးခြင်းမူအလှမဲ့တယောက်ရဲ့အိမ်မက်ဆိုတာကဘလို empowering လုပ်မှာလဲဘလို့မျိုး project တွေနဲ့ချပြမှာလဲဘလို့ advocacy တွေပေးမ ဘလို့ inspiring ဖြစ်အောင်နေမှာလဲဆိုပြီးရုပ်ပြတသက်မဟုတ်ဘဲနဲ့အုံနောက်ထဲမှာအတိညာဘဟုတုတရနဲ့လူတွေကို leading လုပ်နိုင်တဲ့အလှမယ်ကိုကြိုးပါတယ်လို့အဲ့လိုဖြစ်အောင်လည်းအများကြီးကြိုးစားစေချင်ပါတယ်အားလုံးကံကောင်းကြပါစေ။